ပြင်းမာတန်းရွာအချို့ကလည်းပြင်းမာတန်းရွာဟုခေါ်ကြသည်မော်ဘီမြို့အပိုင်းထန်းတပင်မြင်းတပေးတွင်တည်ရှိဒီနေရာဒီဌာနသို့ဥက္ကံမြင်းတယောက်ဆိုင်းမစင်ဘုံမစင်မဲရောက်ခဲ့ခြင်းမှာမိတ်ဆွေဖြစ်သူဥကျော်သား၏တရားဟောကောင်းမှုကြောင့်ဖြစ်လေသည်မှန်သည်ပြင်းမာတန်းရွာကဥကျော်သား၏မွေးရမည်ရွာသိန်းရွာငယ်လေးတွင်မွေးတော်လဲကိုတူးကိုကျွန်သမားဖြစ်သောဥကျော်သားတယောက်လူလားမြောက်သည့်နေရာကရန်ကုန်ရွှေမြို့တော် ဦးကျော်ဒါရီလုံလအုတ်တဟားကြောင့်ရန်ကုန်မြို့နယ်စမ်းကြောင်းမြို့နယ်တွင်လက်ဖက်ရည်ဆိုင်နှင့်ဒီဇိုင်ဖွင့်လှစ်ကအတံမွေးဝမ်းကြောင်းပြုလုပ်နေသူဖြစ်သည်။ဦးကံမြင့်ကလည်းစမ်းကြောင်းတွင်နေသူမို့ဦးကျော်ဒါရီလက်ဖက်ရည်ဆိုင်တွင်အမြဲလာတော့ဖြစ်သည်။ကာလကြာလာတော့ဦးကျော်ဒါရီနှင့်ဦးကံမြင့်တို့လူချင်းရင်းနှီးလာလေသည်။ပြောမနာဆိုမနာဖြစ်လာလေသည်။ထို့ကြောင့်ဦးကျော်တိုက်သွားလေရသောဦးကံမြင့်အမြဲပါသည်ဦးကံမြင့်သွားသည့်နေရာကိုလည်းဦးကျော်တိုက်ကကန့်လန့်ကန့်လန့်နေပါသည်ဒီတခါတွင်တော့ဦးကျော်တိုက်အလဲ ပြင်းမတန်းတွင်နေသည့်ဦးကျော်တိုက်ညီဖြစ်သူကတားရှင်ကျူပွဲကိုအကိုဖြစ်သူဟာဖိတ်ကြားသည်ဦးကျော်တိုက်ကညီဖြစ်သူအလူကိုရိုးရိုးမလားဦးကံမြင့်ကိုအရာခေါ်လာသည်ဦးကံမြင့်ကအကြောင်းမျိုးမျိုးပြပြီးညင်းသေးသည်မရသည့်အစုံတွင်ဦးကံမြင့်တယောက်ဤပြင်းမတန်းရွာသို့ရောက်လာခဲ့ခြင်းဖြစ်သည်ညီဖြစ်သူ၏အလူတွင်သုံးရန်လိုအပ်သောလူပွဲပစ္စည်းများကိုရန်ကုန်မှဝယ်ယူလာခဲ့သောကြောင့်ဟိုက်လက်ဂါရသီးကိုအသွားပြန်စည်းရင်ငိမ့်ပေးကဦးကျော်တိုက်ငှားရမ်းလာခဲ့သည်ဖို့ကြောင့်သွားရေးလာရေးအဆင်ပြေချုံးမွေးခဲ့သည် မော်ဘီဆိုဒီမှာရန်ကုန်နဲ့မိုးလာတော့ကြောင်းအချိန်တော်အတွင်းမှာပဲမော်ဘီမျိုးကိုရောက်ရှိခဲ့ပြီးပြင်းပတန်းရွာတို့ခေးဆက်နိုင်ခဲ့သည်တပေါင်းတကူကာလာမို့မိုးရသည်နွားလဲပင်မောင်းဝေမရအောင်ရေလွှမ်းနေသောပြင်းပတန်းရွာတို့သွားသည့်လမ်းကကားမောင်းဝင်၍ရလာအောင်ဖြောင်ပြူးနေသည်ထို့အတွက်ကြောင့်အလူမန်းသက်စီသို့ရောက်အောင်ကားမောင်းဝင်ခဲ့ခြင်းဖြစ်သည်ဦးကံမင်းတို့ပြင်းပတန်းရွာကိုရောက်တော့နေမုန်းမယ်တဲ့ကြပြီလာမီရက်ကိုကြိုတင်အကြောင်းကြားထားသောကြောင့်ဦးကျော်ထိုက်ကိုတရွာလုံးကစောင့်ကြည့်နေကြသည် ဥကြော်ရိုက်ကိုတိုင်းမင်းရွာလေလန်းတို့ကားဆဝင်ကလေးကဖင်တကြောကြဖြစ်နေသည်ကိုဥကံမြင်သတိထားမိသည်ဥကြော်ရိုက်တယောက်သူဤရက်ဆွေရံမျိုးမွေးခြင်းများဖြင့်အပြန်အလှန်နှုတ်ဆက်ပြီးနောက်ကားပေါ်တွင်ပါလာသည့်အလူသုံးပစ္စည်းပစ္စယများကိုမန်းနဲ့အတွင်းသို့တွင်းကနေရာချထားလိုက်သည်ပြင်းမတိုင်းရွာဤထူကြချက်ကတော့ရွာအစွန်ရှိဖုံးတော်ဤကျောင်းသို့ဝင်ရလမ်းတစ်လျှောက်တွင်ပြင်းမပင်ကြီးများစည်တမ်း၍ရှိနေခြင်းဖြစ်ထို့ကြောင့်ပြင်းမတန်းရွာဟုခေါ်ကြခြင်းဖြစ်လေသည်ရွာမှာတိတ်မကြီးလား အင်ဂျီ90ကထန်းတမီမြေကန်းကိုနောက်ခံထား၍ရွာတန်းရှိတဲ့စီတန်းဒေထားသောရွာကလေးဖြစ်သည်ယခင်ကအနီရွာကလေး၌ဝါးဖောင်တက်ဖောင်များစိုက်ကပ်ခိုးနားရာစခန်းဖြစ်ခဲ့ဝူသည်ရွာ၏အရှိဘက်တွင်လေကွင်းရှိသည်လေကွင်းအတွင်း၌တစုလျင်ထန်းမိန်ကြီးငယ်9ပင်ငယ်ရှိသည့်ထတော်ငယ်လေး3ခုကဟိုတစုဒီတစုပြန်ကျဲစွာတရှိနေသည်ကိုကျော်တိုက်ခမည်းတော်ရွာသောဘောအကြဆုံးကတော့ဟိုးလေကွင်းထဲကထတော်အုပ်တွေပဲဗျ ညနေပိုင်းနေကြတဲ့နေ့ရွာတော်ကွင်းတို့ဥကြော်တိုင်းနဲ့အတူလှဲ့လေကြည့်ရှုနေရင်မှဥကံမြင့်ကဤသို့စကားဆိုလိုက်ခြင်းပင်ကျွန်တော်သဘောပေါက်ပါတယ်ကိုကံမြင့်ရဲ့ရွာကအမျိုးတွေကိုအသေးချာမှားတာပါတယ်ကိုကံမြင့်အတွက်ပင်ကြရေးစစ်စစ်ရအောင်လို့မနေ့ပြန်ကြမှာမှားထားတဲ့ပင်ကြရေးလေးကိုလေကျွက်ကင်စူးစူးလေးနဲ့ပြီးပြီးရန်ကုန်ပြန်ကြတာပေါ့ဗျာဟာတိတ်ကောင်းတဲ့အစီအစဉ်ပေါ့ဗျာဒါဆိုလိုက်လာတော့နှက်သွားပြီပေါ့ဗျာနှစ်ဦးသားသဘောကျသွားကြီးမောရင်အလူမန်းနဲ့စီရရွာလေပိုင်းသူပြန်လဲပြီးဆောက်လန်းလာခဲ့ကြသည် ။ဦးကျော်တိုင်းညီကိုကျော်မင်းကပြင်မတန်းရွာကြီးကြီးရတဲ့မဟုတ်တော့လေ။မရှိမရှားနဲ့အသိအတင်ချောင်းလဲသူတယောက်ဖြစ်၏။လဲဆဲရေးကပဲကြိတ်တစီထော်လာကြီးတစီလှဲ့နှောအစသည့်ဥစ္စာပစ္စည်းများရှင်ဖြစ်သည်။ထို့ကြောင့်ရွာထဲတွင်လေးမင်သုံးကန်ပြင်ကင်းတော့ကသွန်မိုးရေနံကြီးဝနေအောင်တုတ်ထားသောအိမ်ကြီးချခိုင်ပြင်တင့်တယ်စွာနေထိုင်နိုင်ခြင်းဖြစ်သည်။ယခုလည်းထိုအိမ်ဝိုင်းရှိမှာပင်အလူမန်းတပ်ကိုဆင်ရင်ထားသည်။ ခတဲ့ဝါဝါမဟုတ်တော့လဲတော်တလေးအငွေ့အသည်များပြီးစီရင်ထားသောကြောင့်ငင်ရသူဖို့ကြည်နူးစရာကောင်းနေသည်ဝါတိုင်းများသောကိုစိုက်တူအသုံးပြုထားသောမန်းတက်ကြီးကပေ90ပတ်လေခန့်ကျေသည် အမိုးကိုတန်ငယ်များမိုးထားပြီးတန်ငါလင်းကုန်မှုဝချမ်းခင်များခင်းထားသည်မန္တပတ်လေကိုကဝါရစမတ်ကများပြေကာ၍ထုံးပြူတုတ်ထားသည်မန္တတိုင်အသည်သည်ကိုငပြောပင်ကြံပင်များကိုချီနှောင်တစားစင်နာသောကြောင့်မျက်စိပရာသာဖြစ်ကမဆမ်းမဲနှင့်လှနေသည် တန်ဃာစဉ်ရှိတွင်ကနုတ်ပန်းများပြည့်ပုံပေါ်သားသည့်တရားဟောပလင်ကိုတည်ခင်းသားသည့်ပလင်အနီးတွင်ဖျားဆောင်ရှိပြီးဖျားဆောင်ရှိ၌ရန်ကုန်မှဝယ်လာခဲ့သောလူဝယ်ပစ္စည်းတစ်သည်ပန်းသည့်အချိုယူဘူးကရောဝဲများနှင့်တင်ငန်းပရိခရံများကိုစီစီအီလှပစွာပြင်ဆင်သားသည်သူ့အရက်နှင့်သူ့ဇံမှုအနီးအလူမန်းတက်ကလေး၏အစဉ်အပြင်ကပြင်းမတန်းရွာအနေသားနှင့်ကြည်လင်ကုန်မငင်လာပါနေဝင်သွားပြီးဖြစ်၍အမောင်ရိတ်ကတန်းလာသည်ကွင်းထဲမှပရိအော်တန်လေးများကဆူဆူညံညံဖြစ်လာသည် မြင့်ငက်များဖြစ်သောလင်းဝက်ငက်အော်တန်များကအမောင်တို့ရောက်ကြောင်းကိုတက်တည်ပြနေသည်မီးဆက်အင်ဂျင်ဆက်တန်ဒရုန်းတို့နှင့်အတူမန်တပ်တစ်ခုလုံးနှင့်တက်ဆင်လာသည့်လေးပေမီးကြောင်းများအလားမီးဆိုင်တွဲများကတဖြက်ဖြက်နှင့်ထိန်ထိန်လင်းလာသည်ထိန်ထိန်ညီးနေသည့်မန်တပ်အတွင်းရှိမီးရောင်အောက်တွင်ရွာ၌ရှိသောပူပူရော့ရခလေးငယ်အရွယ်ဆုံးပြေးလွှားစောကသားနေကြသည်အလူရှင်မတရာထက်တန်စွာတဲကင်းဧကန်လိုက်သည့်ထမင်းဝိုင်းကိုမြင်ရက်စွာစားတော့ပြီးနောက်ဂျွာကန်လူကြီးများနဲ့အတူမန်တပ်အတွင်သို့ ဥကံမြင့်ဝင်၍စကားစမြည်ထိုင်ပြောနေလိုက်သည်ဒီရက်ကတော်တလေအရာပြောဝင်ရမည်နိမနက်ပြန်ဆိုလျင်ရှင်လောင်းလေဧကံဆန်ကြအလူရေတဲ့ချစသည့်အစီအစဉ်များကိုတနေတဲ့ပြပြန်အောင်လုပ်ရမည်ဖြစ်သည်ပြောဝင်ရမည်နိဆိုတော့လဲဆိုင်းမပါသောကြောင့်ပြောအစအတန်ချက်ဆက်ဖွင့်၍ပြောဝင်လိုက်ရ၏မနက်ပြန်မန်တမ်းမှရွာမြောက်ဘက်တွင်ရှိသောရွာတီပြင်းမှပင်ကြီးတွင်မောင်ရှင်လောင်းများကိုနက်ပြန်မည် ်ထိုမှတဆင့်ရွာဦးဖုံးတော်ကြီးចောင်းတို့ရှင်လောင်းများကိုရွာလဲလမ်းမာကြီးအတိုင်းလှည့်လည်ပို့ဆောင်သွားမည်ဖြစ်သည်ထို့ကြောင့်ရှင်လောင်းလက်ပွဲတွင်လိုက်ပါတိမုတ်ဖြောပြေးပေးရန်ငားရန်သာသောဒိုးဘတ်ဝိုင်းရှန်တိုနီယာဝိုင်းများကအလူရှင်အိမ်တို့ညအိတ်ကျူတင်ရောက်ရှိကမန္တန်အတွင်း၌ကိုယ်ပွဲနှင့်ကိုယ်အပြိုင်တိကက်လက်စွမ်းပြနေကြသောကြောင့်ရွာလုံးကျွတ်နီးပါးများလာရောက်အားပေးနေကြသည်မန္တန်အတွင်း၌စူညံကြနေသဖြင့်ဥက္ကံမြင့်နားမခံနိုင်ဖြစ်လာသည်ထိုအချိန်မှာပင်ဥကြော်ထက်ရောက်လာသည် ဒါပြုတ်ကိုကံမိခမရနားတွေဘူးမျက်စိတွေရှုပ်နေမို့လားယကာလာသားဝိုင်းမှာတခွက်တပလတော့တောက်ကြဆိုဗျာဥကံမိမငင်းနိုင်တော့ဥကြော်တိုင်းခေါ်ရနောက်တော့ထလိုက်သွားလိုက်ဒီအလိုရင်ဧခံရန်အတွက်ချမ်းဝိုင်းကျဲသည့်အိမ်တွင်ချက်ရေးပြိုရေးကိုစီမံထားသည့်အိုးတကြီးတာဝန်ကိုကာလာဘားကောင်းအဖွဲ့ကတာဝန်ယူထားသောကြောင့်ဒေသထွက်အမည်များကစပွဲဝိုင်းတွင်ပြည့်စံနေသည်ရွာကန်ကာလာလာများနဲ့အလာဘတလာဘစကားပြောရင်ဥကံမြင့်တို့နှစ်ယောက်ရေချိန်ကြိုက်တောက်တုံးကဝိုင်းမှထွက်လိုက်သည် အချိန်ကလူလင်ပြန်ခြင်းကိုခေါ်သောည7နာရီထိုးနေကြပြီ မန်တက်အတွင်းမှာပဲလူစုကွဲသွားပြီဖြစ်၏ထုံညားကဥကံမြင့်လေးဥကျော်တိုက်တို့နှောင်းမန်တက်တွင်ခင်းကျင်းသားသည့်လူဝဲပစ္စည်းများကိုထိန်းသိမ်းဆောက်ရှောက်ရန်တန်ငါသင်ပေါ်တွင်ခင်းထားသောအိယာဘောသို့ဝင်ရောက်အိတ်ဆက်လိုက်လေသည်တုတ်ဖြူးနေသောတပေါင်းလေး၏စောကသားမှုအောက်တွင်ပြင်းမတန်းရွာကလေးမောပန်းစွာအိမ်မောကြနေသည်နေဘူးလို့ညာကျန်းတပေါင်းလာစမ်းမှုဥကံမြင့်ဖို့အိတ်တာအိယာသည်ကြဲအိတ်ခြင်းလို့ပင်ဖြစ်သည် အဲ့ရပြောင်းနေရာစိမ့်ဖြစ်နေလို့လားတော့မသိရမကာရှင်ရောက်ညာဦးပိုင်းနဲ့တချို့တဲ့အိမ်မောကြသွားတော့လေတုတ်ပြူးနေသောတပေါင်းလေးဦးကြောင့်ကောင်းကောင်းအိမ်မပြောတော့ကြက်ဦးတွန်တဲ့အများကတော်တော်ညံလာသည်အိုကံမြင့်နိုင်ကိုကြည့်လိုက်တော့မနဲ့သုံးနိုင်နဘေးတွင်အိမ်နေသည့်ဥကြော်ထိုက်ထံမှအချက်ကျကျထွက်ပေါ်လာသောဟောက်တံပြင်းပြင်းကြောင့်ဥကံမြင့်မျက်စိကြောင်သူလိုဖြစ်လာသည်။မန်တက်တစ်ခုလုံးတွင်ဘက်ထရီဖြင့်ချိတ်ဆက်ထုံးကြည့်သည်နဘေးမိကြောင်အလင်းရောင်မိမ့်မိန်လေးသာလင်းနေသည်။ အိမယားသည်အစုံဆက်လိုက်တော့ရန်ဥကံမြင့်အိယာမာထကအသိရှိနေသည့်စီးကရက်ကိုမိညိဖွာဆိုင်လိုက်သည်မန္တန်အတွင်းသို့ဥတိုက်ဝင်လာသောခြေတံကြောင့်အတန်လာရာသို့ဥကံမြင့်လှမ်းကြည့်လိုက်ရာအသက်15နှစ်အရွယ်ရှိအပြိုပေါက်မင်းမပြိုလေးတယောက်ကိုခန္ဓာကပိန်နေစွာဖြင့်ညှိုးငယ်နေသောမျက်နှာတရဲ့အထဲလုံးကြီးအစ်စ်လေးကိုအများရက်ဖြင့်အင်ကြီးရင်ပုံးအစ်စ်လေးဖြင့်ရှင်တွဲဝတ်ဆင်ထားပြီးမျက်နှာတွင်မူတဏ္ဍာအပွေးသာ အနီတငယ်မကမူဥကံမြင့်ကိုမြင်ဟန်မတူ တငယ်မာလေးမန်တဲ့အတွင်သို့ဝင်လာပုံကတကယ်ပြာသီးပြာရာတငယ်မာလေးကတန်ကားစဉ်ရှိစီသပွဲပေါ်တွင်ပြင်ဆင်ထားသောတစ်သီးပန်းသီးများနှင့်အချိုအေဘူးများစီထားသည့်ရှေ့တွင်ရုပ်ချင်းရက်ကပန်ဝင်းညင်ကိုအကဲခတ်သည့်အမည်စူးစမ်းကြည့်သည်တငယ်မာလေး၏အမူအရာကြောင့်ဥက္ကံမြင့်အသာညင်၍စက်ကြည့်နေလိုက်သည်သူဘာလို့မြည်နီထော်တွဲကြောင့်တောက်လက်စစီကရက်ကိုပင်ဖွာရန်မိနေလိုက်သည်တငယ်မာလေး၏အမူအရာကိုဥက္ကံမြင့်မတင်ကားခြင်းတော့ ထိုခိုင်းပါပင်တငယ်ပါလေးလက်စုံကတတိဝဲစင်သူနှမ်းဝင်လာပြီဟဲ့ကောင်မလေးအဲ့ဘာဟုတ်တာလဲဦးကံမီဟန်တန်းတန်းကမန်းနဲ့အတွင်ဟင်းထွက်လာသည်တငယ်ပါလေးပုံစံကသခိုးလူမီသည့်ဟန်ပြေတွန့်ငနယ်ဖြစ်သွားသည်တန်ကားတဲ့ဘော်တွင်ရှိနေသည့်ဦးကံမီကိုတငယ်ပါလေးကမြင်သွားကြည်ပြီဟဲ့ကလေးပါလေးမင်းနေတယ်လေမေးပင်မေးတော့လေဦးကံမီအဖြေမရတငယ်ပါလေးကတုံနိပါဝေနှုတ်ဆက်နေသည်ဦးကံမီထန်ရာမထကတငယ်ပါလေး၏အခြေအနေကိုအကဲခတ်လိုက်သည် သူတို့နှစ်ယောက်မျက်လုံးချင်းစုံမိသွားသည်တငယ်မလေးမျက်လုံးစုံနေမျက်ရည်များဝေရှံနေသည်ခြောက်သွေ့အကွဲနေသောနှခမ်းကမူတဆတ်ဆတ်တုံရင်နေလျက်ရှိ၏တငယ်မလေးညနေဘေးကိုကြည့်ပြီးဥကံမြင့်စကားဆက်မပြောနိုင်တော့စပွဲပေါ်ရှိပန်းသီးများကိုတလဲဥကံမြင့်ကိုတလဲသည်ကြည့်ပြီးနောက်တငယ်မလေးတယောက်မန်းတဲ့အတွင်မှခြားကနေလဲ့ပြန်ကအမောင်တို့အတွင်သို့တိုးဝင်ပြောက်ွယ်သွားသည်ဖိုးချင်းသည့်ဥကံမြင့်အဖို့မတုံမလုံကြောက်ရုံ ရွာသင်တစ်ချောင်းမှာဝေါငနဲ့ဆော့ဆန်းငင်ငင်ဦးလိုက်တော့ခွေးဦးတန်ကြောင့်ပဝင်းညင်ကိုဥကံပြင်းသတိပြန်ထားမိလိုက်သည်မိသည့်အကြောင်းကြောင့်မသိထောချိန်မှဥကံပြင်းစက်သေးတစ်ဖြင်းပြန်ထလာသည်တောက်လက်စစီကရက်ကိုထောချေ၍မိတက်ပြီးနောက်အိယာပြန်ဝင်လိုက်သည်ညကပြန်လဲတိတ်ဆိတ်သွားပြီဖြစ်သည်ဥကံပြင်းအိယာကနိုးလာတော့မနဲ့ချောင်းလာ၏ရှင်မြူဝဲအတွက်ပြင်ဆင်မှုများပဲပြုလုပ်နေပြီဖြစ်သည် ။ဦးကံမြင့်မျက်နာသည့်သွားတိုက်ကအပေါ်ပါအမြန်သွားလိုက်ပြီးညကတွေ့ခဲ့သည့်တငယ်မာလေးသည်မြည်သူမြည်ဝါဆိုသည်ကိုဥကြော်ထားရာမေးမြန်းရန်စိတ်ကူးတား၏။တငယ်မာလေး၏ညှိုးငယ်သောမျက်နာကိုမျက်လုံးထဲကမထွက်နိုင်သည်။ဦးကမြင့်ရွာတောင်ပိုင်းကိုခဏလိုက်ခဲ့ုံများကျွန်တော်နဲ့ဆွေမျိုးမကင်းတဲ့ဒူမလေးတယောက်ဒီမနက်ကပဲဆုံးသွားလို့တဲ့ကျွန်တော်တို့လည်းဒီနေ့ပြန်ပါဆိုတော့ရောက်တော့ဝင်ပြီးတော့တရင်မေးတဲ့သဘောပေါ့ဗျာဦးကျော်တိုက်ခေါ်ဆောင်ရအောင်နောက်တော့ဦးကံမြင့်လိုက်ခဲ့ရပြန်သည်နာရေးဆိုတော့လေညင်းလို့မကောင်းဤတို့ပြေနာရေးအိမ်သို့ရောက်ခဲ့တော့သည် ။ငါရဲ့ဤသည်ထန်းတပင်မြစ်ကိုဆင်းသောလမ်းနီးပင်ရှိသည်။တဏီမိုးထရန်ကဝါချန်ငင်း၃မင်တခန်းသေးသသာအင်္ဂလိပ်အေရှိကပင်ပေါ်တွင်အလောင်းကိုပြင်ထားသည်။တေသူ၏မိခင်ဖြစ်သူကဥကြော်ထိုက်ကိုစီးကြို၍ငိုချင်းချတော်သည်။ဝမ်းကြောက်ထိုက်မင်းတို့မလည်းပြေသာအစိုးပါလေကွာသူမသိခင်ပန်းသီးနဲ့စားသွားကျင်တယ်တဲ့ပန်းသီးဆိုတော့မြို့မှာပဲရှိတယ်မဟုတ်လားကွာမပြေစုံတဲ့ဘဝမှာသွားလေသူမင်းတို့မရဲ့တန်တာကိုမပြေသေးနိုင်လားကွာ မိခင်ဖြစ်သူ၏ကျေသွဲပယ်မိုးခြင်းကြောင့်ဥကြော်တိုက်ကဆုတ်တက်တက်ဖြစ်နေတော်လဲဥကံမြင့်ကမူခေါင်းအပုတ်လောက်ကြီးသွားသည်။တောင်းလေသူတငယ်မာလေးကပန်းသီးစားခြင်းသည်ဟုတောင်းတသွားသည်ဟုသောစကားကဥကံမြင့်ကိုဖန်ဆားနေသည်။ဥကံမြင့်တို့နဲ့ရောက်သွားလေသူတငယ်မာလေးကိုအတုပရှိရန်ပြိုင်လူကြီးတိုင်းမိသည်တရက်အထဲလုံးကြီးအစ်စ်အညာရက်ဖြင့်ရင်မုံအင်ကြီးမျက်နာတွင်တနကားအပွေသားလိမ့်ကြံ၍ပြင်ဆင်သားသည့်တငယ်မာလေး၏ရုပ်ကလပ်ကဝါကပ်ပေါ်တွင်အခမ်းသားငြိမ်သက်နေသည် တွေ့လိုက်ရသည့်မြင်ကွင်းကဥက္ကံမြင်ဖို့နှလုံးခုန်ရက်လူမတက်ဖြစ်သွားလေသည်ဘဲချင်းရဆုံးသွားတာလဲမမနဲ့၃နာရီလောက်ကဆုံးသွားတာပါပဲကွယ်ဥကြော်တိုင်းအမေကိုတွားလေသူဤမိခင်ကငိုတန်ဆွက်ကအဖြေပြန်ပေးသည်ဥက္ကံမြင်ချက်သီးထားရပြန်သည်ဥကြော်တိုင်းတယောက်အမားဖြစ်သူကိုနှစ်သိမ့်အားပေးကကူငွေပေးပြီးနောက်နာရေးအိမ်မှာပြန်ခင်းကြသည်အလူမန်းတမ်းမှဒိုးသံတိန်တိန်ပြန့်လွင့်လာသည်ထိုအချိန်ထိဥက္ကံမြင်ရင်ဆုံသည်လဲတကြိမ်ကြိမ်ဖြစ်နေစေ ဖန်ဒီစားညင်သောရွာသူလေးသည်ဘဝတစ်ပါးသို့ပြောင်းသွားလူတွေဖြစ်သည်ကိုဥက္ကံမြင့်တယောက်သိလိုက်ရသောကြောင့်ဖြစ်လေတော့သည်အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြည့်နေတဲ့တည်းဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်ရစမ်းတဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ